ဖလပိုင်၌တိုင်ဖုန်းမုန်တိုင်းကြောင့်လူဒါဇင်နဲ့ကြီးသေးဆုံးဖလပိုင်နိုင်ငံအလဲပိုင်းဒေသတဝန်းမိုးတီထစွာရွာသွန်းပြီးရေကြီးရင်ရှမ်းမှုတွေဖြစ်ပွားခဲ့တဲ့ကာလအတွင်းပြကြခဲ့တဲ့ဆေးဟရင်တစ်စင်းကအမှုတန်း6ရောက်သေဆုံးတာပါဝင်နိုဝင်ဘာ4ရက်ကအင်အားပြင်းတိုင်ဖုန်းမုန်တိုင်းကယ်မဲဂီတိုက်ခိုက်မှုကြောင့်သေဆုံးသူ46ဦးရှိခဲ့တယ်လို့အရာရှိတွေကပြောကြားတာကိုကာပြီးရိုက်တာသတင်းမှာဖော်ပြထားပါတယ် ဟီရိုရီယန်ရင်ကမင်တာနာကိုကျွန်းရှိအာဂူဆန်ဒယ်စာဒေတာမှလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဘေးအန္တရာယ်တုံ့ပြန်ရေးမစ်ရှင်ကိုထမ်းဆောင်နေစဉ်ပြတ်ကျတာဖြစ်တယ်လို့စစ်ဘက်ကပြောပါရယ်အမှုရမ်းနေရရှုံလောင်း6လောင်းကိုဆက်ယူရရှိထားပြီးစုံစမ်းစစ်ဆေးတာတွေပြုလုပ်နေဆဲဖြစ်ပါရယ်အစိုးဆုံးဖြစ်ပွားခဲ့တဲ့မုံတိုင်းကစီဘူးကျွန်းကနေ290ကီလိုမီတာ168မိုင်လောက်မှာရှိတဲ့နေရာမှာပြတ်ကျခဲ့တာဖြစ်ပြီးလူ39ယောက်ကရင်းနှစ်တင်တာဒါမှမဟုတ်အပြက်စီးတွေပြီးလို့တရလို့ဒေတာအနာဘိုင်းကပြောပါရတယ်။ အနီးနားရှိဘိုဟိုတွန်းမှာလည်းလူတစ်ယောက်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။ဖီလမာနိုင်ငံအလဲပိုင်းကိုအခုနဲ့တွင်ဖျက်ကျော်ဝင်ရောက်လာတဲ့မုန်တိုင်းတွေမှာအပြင်းထန်ဆုံးဖြစ်တဲ့ဒီတိုင်ဖုန်းမုန်တိုင်းကြောင့်လူပေါင်းရာနဲ့ချီအိုးဝင်ဆုံးခွာထွက်ပြေးခဲ့ရသလိုအနည်းဆုံးလူ52ယောက်သေဆုံးပြီးတော့73ယောက်ကပျောက်ဆုံးနေတယ်လို့အာနာပိုင်းကပြောပါတယ်။တိုင်ဖုန်းဝန်နိုင်ခဲ့မဲ့ကရလူနေများဆုံးစီဘူးကျွမွာမျိုးတွေပါဝင်နေရာများပြားကိုရေလွှမ်းစေခဲ့ပြီးလူသေဆုံးမှုအများဆုံးဖြစ်ပွားစေခဲ့ပါတယ်။